ဘုရားနဂါစီရနဂါယဘုရားဘုရားနဂါစီရအနဂါအကောင်ကြီးဘလောက်ရှိတယ်မိုင်ပေါင်း3000ကျော်တယ်နဂါယဒီလိုလာနေတော့ဒီမြေမြေလောက်သွားတယ်နော်အဲ့ဟာဘာလို့လူထုတယ်ကိုစိတ်မငြိမ်းရတော့တကြွအာဟုတွေလုပ်နေဖို့ကိုများတယ်လို့လေဒါကြောင့်ဆရာတော်ပြမေတ္တာ ဲ့ဟာအကုသိုလ်များတဲ့ပုဂ္ဂိုလ်အဲ့ဟာဒီဒီပစ္စည်းရမယ်ခံစားခံစားရမယ်နော်မိုင်ပေါင်း3000ကျော်ရှိတဲ့ငကားကြီးကြောင့်ငလင်လှုပ်တာတဲ့ရုပ်တိတော့မရှိဘူးပေါ့ဗျာနော်အဲ့ဒီငကားကြီးကဒီမြန်မာနိုင်ငံအောက်မှာပဲရှိတာလားပေါ့စဉ်းစားသေးရပါတော့ဒီလိုသာဆိုရင်တော့ခမားတို့ကျွန်တော်တို့ကအီမီတန်ကိုဆဲလို့မရတော့ဘူးနော်ဘာဖြစ်လို့လဲဆိုရင်အခုလဲဆရာတော်ဖရာကမိန့်ထားတယ်မိုင်ပေါင်း3000ကျော်ရှိတဲ့ငကားကြီးကြောင့်ငလင်လှုပ်တာတဲ့ အီဘီဇန်ကလည်းသူဒေါသထွက်လို့ငလင်လောက်တာလို့ပြောထားတယ်လေဒါကြောင့်မို့ငကားတိုက်ကလာတဲ့အီဘီဇန်နဲ့ဆိုင်းဝမ်ကိုကျွန်တော်တို့ကဆဲလို့မရတော့ဘူးသူတို့ပြောတာတည်းကဖြစ်နိုင်မဖြစ်နိုင်ဆိုတာကျွန်တော်တို့ကစဉ်းစားဖို့လိုနေပြီစဉ်းစားချင်းချင်းပြီးတော့လိုအပ်နေပါပြီဗျမိုင်းပုတ်စရာတော့နဲ့ပတ်သက်ပြီးတော့ကိုတယောက်ပြောထားတဲ့ဗီဒီယိုဖိုင်လေးကိုလည်းကျွန်တော်ဖွင့်ပြပေးပါအောင်မယ်ဗျဒီကိုပြောတာတည်းကအရန်ကောင်းလို့မိတ်ဆွေတို့လည်းနားထောင်ကြည့်ပါအောင်ဗျအဲကျွန်တော်တွေ့ပါတယ်အဲမိုင်းပုတ်စရာတော့ကြီးကျွန်တော်တို့ မြန်မာနိုင်ငံအခုကျွန်တော်ကျွန်တော်ဒီမြန်မာနိုင်ငံလက်ဒီရတဲ့ရောက်လာတယ်ရောက်လာပြီးတော့တရားဟောတယ်ဘေးနားမှာဗမာလိုဟောတာဗမာလိုဘာသာပြန်ပြီးမှတရားလဲတွေ့ပါတယ်အဲ့ဒီမှာဟောပါတယ်မိုင်3000လောက်ရှည်လျရတဲ့ငကားကြီးနိုးချွာလာနိုးချွာလာတဲ့အခါကျတော့ဒီလိုမျိုးတွေဖြစ်ပြီးတော့အာအခုတို့ကန်ရှိတဲ့လူတွေပျက်စီးကြတော့ပြောရလိုက်တာဗျာတိတ်ပေါ့တိတ်ပန်ဒီကြမြင်စေခြင်းနဲ့ဗျာ ကီလိုမီတာ1100ရှိတဲ့စကိုင်းပြည့်ပြည့်ကျော်ဆိုတာကပတ်စီရင်ဝင်မှာဒီကနေပြီးတော့ငလင်လှုပ်တဲ့ကိစ္စဗျာတေွားတဲ့လူတွေကပဲမသိရင်အာကုသူများလို့သိွားတယ်လို့ခမရတို့ဗျာဒီလောက်အစ်မပြေဖြစ်နေတဲ့အချိန်မှာဒီလိုစကားမျိုးတွေဒီလိုတရားမျိုးတွေလဟောလာโอเคရတယ်ဟောကိမင်းအဲ့တော့မိုင်းမုံဆရာတော်ကြီးဟောတယ်မင်းကဘာပြောချင်လဲဆိုတော့ကျွန်တော်မှတ်မှတ်ရရကျွန်တော်ပြောပြမယ်ကျွန်တော်မှတ်မိလား2018ခုနှစ် ဇူလိုင်23ရက်နေ့ကျွန်တော်တို့ဒီထိုင်းနိုင်ငံမှာဘောလုံးသမားကလေးငယ်လေးတွေ12ယောက်နဲ့နီးပြားတယောက်73ယောက်လှိုင်ကူတဲ့ဝင်သွားမိုးတွေယွာရေတွေကြီးပြီးတော့ပြန်ထွက်လို့မရအောင်လှိုင်ကူထဲမှာကိုယ့်ရဲ့တတိပိန်မိနေတယ်စူလိုင်လာမှာမှာသူတို့သတင်းရတယ်ရတဲ့ခါကျတော့နိုင်ငံတကာကကေဆေးအဖွဲ့ဝင်နေနဲ့သူတို့ကေဆေးရတယ်ကေဆေးရတဲ့ခါကျတော့ကျွန်တော်ဒီနေ့တိမှတ်မိသေးပါတယ်ကေဆေးတဲ့လူနှစ်ယောက်အဓိကနှစ်ယောက်က navy တွေ ဒီဟိုနေ့နေမဟုတ်ပဲနဲ့ကျွမ်းချစ်ပညာရှင်နှစ်ယောက်လှိုင်ကူတွေထဲမှာရေတွေနှုတ်ပြီးတော့သူတို့ရဲ့တချို့သူတို့နှစ်ယောက်ကတချို့ဒီရေငုပ်တဲ့ပစ္စည်းအဆန်းတွေအရစားတီဆောင်လာတဲ့နှစ်ယောက်ပေါ့နော် Rick and John လို့ခေါ်တယ် John and Rick ပေါ့ကဲသူတို့နှစ်ယောက်ကေစေခဲ့တယ်ကေစေခဲ့တာမှသူတို့အဲ့သူတို့အသက်ရှင်ရရှိနေတဲ့နေရာကိုသူတို့ရောက်အောင်ခက်ခဲခဲနဲ့သွားခဲ့တယ်ဟိုရောက်တဲ့ခါကျတော့အတူချုပ်ပြောရင်ခလေးငယ်တွေကိုဒီတိုင်းထွက်ရင်ရုံရင်းဆန်ကန်တဲ့ဒီအောက်ဆီဂျင်ပိုက်တွေပြုတ်မှချလို့မိစေပြေးပြီးတော့ဒီလိုအလုံးပိတ် အောက်ဆီဂျင်ထည့်ထားတဲ့အလုံးပိတ်အိတ်တွေနဲ့သူတို့ခက်ခက်ခဲခဲနဲ့လူ၁၃ယောက်ကိုဆွဲထုတ်ခဲ့ရတယ်။အဲ့ဒီကေသေးရင်နဲ့ပတ်သက်ပြီးတော့ဇကားရိုက်ထားတာရှိတယ်ဗျ။ဖြစ်ရမယ့်ဇကားလာမယ်လေရိုက်ထားတာကျွန်တော်ကြည့်တော့ကြည်ဘူးတယ်။ဇကားရိုက်ထားတာရှိတယ်ဗျနော်။ဟုတ်ပြီ။အဲ့ဒါနဲ့ဘာဆိုင်လဲဆိုတော့ကျွန်တော်စပြီ။အဲ့ဒီအချိန်မှာအဲ့လိုမကက်တင်ခင်အချိန်မှာကျွန်တော်တို့အမထိုင်းနိုင်ငံကိုမိုင်းပုံးစရာတော့ကြွားလာ။ကြွားလာပြီးတော့ဒီကလေးတွေအခက်ခဲပြောရင်သူကပြောသွားဒီကလေးတွေအားလုံး အသက်ချမ်းသာရရောက်မှာပါဆိုတဲ့စကားပြောပါတယ်။အဲ့ဒီအချိန်မှာမှတ်ပါတယ်ကျေးဇူးတင်ပါတယ်။ तू အမြင်မှန်ရ तू မြင်လည်းမြင်နေရမှာပေါ့နော်။ဟုတ်ပြီထားလိုက်ပါ။အဲ့ဒီအချိန်မှာဟာကျွန်တော်တို့မြန်မာလူမျိုးတွေတော်တော်များများကအဲ့ဒီတွားပြီးကဲစေတဲ့ခက်ခဲကြီးကိုမသိတော့မိုင်းမုံဆရာတော်ကြီးပြောမှရယ်။အထွက်လာတဲ့ခါလည်းအခါကျတော့တွေ့လာမိုင်းမုံဆရာတော်ကြီးပြောလို့မိုင်းမုံဆရာတော်ကြီးမြစ်တာလေးပို့ပြီးလို့ဒီလူတွေအသက်ရှင်ရထွက်လာ။တကယ်တကယ်ကြတော့အဲ့ဒီမှာစူးစမ်းပြီးခဲ့တဲ့နိုင်ငံတကာကပညာရှင်တွေ ထိုင်းနိုင်ငံကကုညီကယ်ဆယ်ရေးလုပ်သမားတွေအဓိကကယ်ဆယ်ခဲ့တဲ့ဂျော်နယ်ဗစ်နဲ့သူတို့ရဲ့စွမ်းဆောင်မှုတွေကစောင့်သုံးမှုကြဖြစ်သွားတယ်ကျွန်တော်မြန်မာလူမျိုးတွေကြားထဲမှာမိုင်ဖုတ်ဆရာတော်ကြီးမြစ်တာကြောင့်ဒီလူတွေမိုင်ဖုတ်ဆရာတော်ကြီးရဲ့ဆုတောင်းပေးမှုကြောင့်ဒီလူတွေအသက်ချမ်းသာရတယ်ကျွန်တော်တို့စီမှာဖြစ်နေတဲ့စောက်တလွဲဘာသာရေးကျင့်ရိုးရိုးလေးပဲကျွန်တော်တို့ကအခုကျွန်တော်ဒီငလင်းလောက်တယ်အခုအဲ့မိုင်ဖုတ်ဆရာတော်ကြီးကြွားတယ် ျွန်တော်အမြင်ပြောရရင် sorry ကျွန်တော်စကားဖြတ်ဖြတ်ဖြစ်ထိုင်းနိုင်ငံမှာနောက်တစ်ခေါက်ကြွလာတယ်ဘုမကြသေးခင်အချင်းကအုံနောက်တွေငှက်ဖြတ်ပို့ရောက်လို့ထိုင်းမှာလေတရားဟောနေရင်လည်းစင်ပေါ်မှာဆဆွဲဆဆန့်ဖြစ်တာအဲ့ဒါတွေကိုသူ့ကောပကတွေကလည်းမသိရင် net တွေကိုခေါ်ပြီး net တွေပဲအဲဝင်ပူးတယ်လို့လို့ဘာလို့လဲဆွဲထုတ်သွားတာအမမတာငှက်ဖြတ်ရောကအုံနောက်တွေရောက်လို့သူ့ကျမ်းမကြီးချက်အဲ့ဒီမှာဈေးအောင်တော့တက်ပြီးကူတာလိုက်ရသေးတယ် အဲ့ဒီတုန်းကပြောလိုက်တာဟာမသိနဲ့ဒီပဲခုန်နေဖြစ်လို့အဲအဲ့ဒီတုန်းကလည်းစကားထွက်ခဲ့ကြတယ်အခုကျမကြီးကောင်းပြီထင်ပါတယ်သူရောက်လာတယ်ဒီစကားမျိုးပြောတယ်โอเคဘုချောမင်းဘုရောဘာသာနေနဲ့မိုင်ဖုန်းဆရာတော့ဘလုံးမြင်လားဟုတ်ကဲ့ကျွန်တော်မြင်တဲ့အမြင်ကျွန်တော်ပြောပြမယ်ကျွန်တော်မြင်တဲ့မြင်ကရိုးရိုးလေးပဲကျွန်တော်မိုင်ဖုန်းဆရာတော့ဘလုံးမြင်လဲဆိုတော့ကျွန်တော်စုံကုန်ကားတဲ့ကစမ်းစာတပင်းနဲ့ဆရာတော်လို့ပဲမြင်တယ် အဲ့ကျန်းသာတပင်းဆရာတော့အဲ့လိုမမြင်နဲ့အောက်ဆောင်နေလေဒုက္ခပင်းနဲ့ကျွန်တော်မသိလို့မြင်တာတကယ်ဘုရားဘာသာလားမဟာယာနလားနောက်တခြားတခြားသောဝိဇ္ဇာဖြစ်ဖို့အတွက်လုံနေကြတဲ့ဟာလားကျွန်တော်တော့ညံမမိပါဘူးဒါပုံဝင်လင်းပြောရင်ဒါပေမဲ့လည်းကျွန်တော်တို့လူမျိုးတွေမှာတော်တော်များများကဒီလိုမျိုးတွေကိုကိုးကွယ်ကြတယ်ဒီလိုကိုးကွယ်ကြတဲ့လူတွေတဲ့မှာလည်းကျွန်တော်တို့ဇီယာဟိုစောက်တော့မကြတဲ့ ဒီမအားရလို့လူနိုင်ငံရေးအကြီးအကဲတွေခရိုနီတွေတော်တော်များကိုးဝေးကြတာဘုံကြီးကိုဘာဖြစ်လို့လဲဆိုတော့နေရရလို့ကနေရရလာတာအုံတော့မရှိဘူးပညာမတတ်ဘူးအဲ့ဒီကကျတော့သူတို့တည်တာကအဲ့လိုရရချီတဲ့ဘုံကြီးတွေဝိဇ္ဇာဖြစ်တဲ့ဘုံကြီးတွေကပိုပြီးစွမ်းတယ်လို့ထင်ကြတယ်အမှုပညာသမားတွေမှာပဲជីជីကျမ်းစာနဲ့ကိုယ့်အကူဗုဒ္ဓဘာသာအယထေရဝါဒစစ်စစ်ရှောက်လန်းနေတဲ့ဘုံကြီးတွေကိုမကိုးဝေးဘူးပိုထိုးလို့ပဲချမ်းသာတော့မလို့လို့ အာဘီရင်တွတ်တတ်တဲ့ဆရာတော်တို့ရေတရာခြိတတ်တဲ့ဆရာတော်တို့ဆိုအဲ့ဒီနားမှာဝိုင်းနေတာကအဲ့ဒါမျိုးတွေကိုယ်ပဲမူပါပုံများတယ်ကျွန်တော်ပြောတဲ့စကားအမှန်တော့ခင်ဗျားတို့သိချက်တွေ့ကြည့်ဒီမှာဟိုရင်းဖြစ်တဲ့ဟာတွေဟာအဲ့ဒီလက်စွပ်လေးစွပ်ပေးလိုက်အဲ့ဒီလက်စွပ်ကဘလောက်တကူကြီးခင်ဗျားတို့ကြောက်မှုပါအဆောင်ပေးလိုက်အဲ့ဒီအဆောင်ကြောင့်တို့ကတိုးတက်လာတာအဲ့ဒါကျွန်တော်မြန်မာလူမျိုးတွေရဲ့စောက်တယ်လို့ထူကအဲ့ဒါဗုဒ္ဓဘာသာလို့ခင်ဗျားတို့ပြောကြမှာအဲ့ဒါထေရဝါဒလားโอเคအခုငလင်ဖြစ်တယ် ရိုးရိုးလေးပဲဗျစကိုင်းပြည့်ပြည့်ကျော်ဆိုတာကီလိုမီတာ1200ရှိတယ်ခင်ဗျားတို့ကြောက်လို့မသိဂျပန်ကလူမျိုးတွေကဂျပန်မှာအရင်ငလင်းလောက်တယ်အဲ့တော့ဂျပန်လူမျိုးတွေကငလင်းနဲ့ပတ်သက်ကအရင်ကိုစိတ်ဝင်စားပြီးတော့သူတို့ရဲ့နီးစားရဲ့ပတ်ဝန်းကျင်တွေသူတို့ကငလင်းအင်းလေးလာရေးတွေထွက်တယ်မြန်မာနိုင်ငံဆိုအရင်ထွက်ခဲ့ကြတာအများကြီးတိတဲ့တတ်တဲ့ဆရာတွေရှိဒီထဲမှာလက်မှတ်နေပါအများကြီးလက်စူးစမ်းခဲ့ကြတယ်စကိုင်းပြည့်ပြည့်ကျော်ကအကြီးဆုံးကဘာပေါ်မှာနာမည် ကြီးဆုံးလို့လည်းပြောလို့ရတဲ့အနေအထားထဲမှာပါတယ်။ကမ္ဘာဒီငလင်လှုပ်တဲ့ပြက်လွင့်ကြော်တွေထဲမှာနာမည်စင်းတစ်ခုပါလို့ပြက်ရွေကြော်ပြစကိုင်းပြက်ရွေကြော်ဆိုတာငလင်လုံးရင်အားလုံးထိခိုက်မယ်။စကိုင်းအခုကစကိုင်းပြက်ရွေကြော်တက်တဲ့ကိုဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ဒီလိုမျိုးအပြက်စီဆုံးရှုံးမှုများတယ်။ကျွန်တော်တို့ဒီဘာသာရေးကိုကိုးကွယ်နေတာတွေအယုံကြည်လွန်တာတွေကဒါဒီလိုမမမကန်လူတွေအထွတ်ခင်ဗျားတို့တွန်းအားတွေအရင်ဖြစ်နေတယ်။ဒီဘုန်းကြီးတွေကြည်လန်အရင်ချမ်းသာကြွယ်ဝကြတယ်။ဒါတွေထိုက်တန်ရင်လားခင်ဗျားတို့ကိုးကွယ်ဖို့ ခက်ခဲကြကြလေးတော့ဗျာစီစင်းနေကြကြလုံးတင်ပြီးမြန်မာနိုင်ငံမှာလေတကယ်ကိုထေရဝါဒနဲ့အညီတကယ်ကိုချစ်ညာနေတဲ့ရန်အစစ်တွေတန်ခါအစစ်တွေအများကြီးပါဒီလူတွေကိုကူးဝေချပါတိတ်ရှက်ဖို့ကောင်းလေဗျာကဘာမှာဒီစကားကြီးဒါနိုင်ငံတကာထိုင်ပြီးဟာတာလုံးမဲ့ကိစ္စတွေအဲ့ဒါယူအခုဒီမှာ social media မှာပလူပြန်ပြီးတွေ့နေရတာကျွန်တော်စိတ်မကောင်းဘူးအဲ့ဒါကြောင့်မို့ကျွန်တော်ပြောရခြင်းဖြစ်ပါတယ်ကျွန်တော်ဒီလိုပြောတာကျွန်တော်တွေ့ညားတယ်ကျွန်တော်သိတယ် အနေများတယ်ကျွန်တော်တကယ်ဆဲကြမဲ့လူများဒါမှမတက်နိုင်ဘူးကျွန်တော်မှန်တာကိုမြင်တဲ့အတိုင်းပြောတာအဲ့တော့ကွာခင်ဗျားတို့ဆဲခြင်းနဲ့ဆဲလို့ရပါတယ်ကျွန်တော်ကတော့ဘုရားဘာသာအစစ်အမှန်ထေရဝါဒဘုရားဘာသာစစ်စစ်တွေဖြစ်ချင်ပါတယ်တန်ခါစစ်စစ်တွေကိုမြင်ချင်ပါတယ်ကဲမိတ်ဆွေတို့ဗီဒီယိုလေးရတဲ့ဒီလောက်ပါပဲဗျဒီဘာသာရေးကောင်းဆောင်တွေကိုယ်တိုင်ကအခုလိုမျိုးတွေပြောလာပြီဆိုမှတော့ကျွန်တော်တို့တွေလည်းဘာမှမတက်နိုင်တော့ပါဘူးဗျဘယ်လိုလုပ်ရမှန်းလဲမသိတော့ပါဘူးဖြစ်နိုင်မဖြစ်နိုင်လဲကျွန်တော်မစဉ်းစားတတ်တော့ဘူး နဂါတိုက်ကလာတဲ့အမေဇန်နဲ့ဆိုင်းဝမ်ကတော့ရောင်းကြွားနေလောက်ပြီးထင်တယ်ဗျာနော်ဆရာတော်ကြီးကလည်းအခုလိုမိန့်သွားပြီဆိုတော့သူတို့ကမှအစကနေမှနဂါတိုက်ကလာပါတယ်နဂါဝင်စားပါတယ်ဒီနဂါတွေနဲ့အဆက်အသွယ်ရှိပါတယ်တရားမင်းနဲ့တောင်အဆက်အသွယ်ရှိပါတယ်လုပ်နေမှာတော့ဗျာနော်ကဲပါဗျာမပြောတော့ပါဘူးနော်ဗီဒီယိုလေးကိုအဆုံးအထိကြည့်ပေးသွားတဲ့မိတ်ဆွေများအားလုံးကိုကျေးဇူးတင်ပါတယ်ဗျာနော်